မင်္ဂလာပါရှင်ရှဲအေကိုမီဒီယာကကြိုဆိုပါတယ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြည့်စုံနိုင်ရင်လုပ်ငန်းညီနိုင်စီဝေးကျင်းပတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်2024 2025ပညာသင်နှင်းတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာပြည့်စုံနိုင်ရင်အတွက်လုပ်ငန်းညီနိုင်စီဝေးကိုမတ်လ14ရက်နေ့နနက်7:00နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်စွန်းရဖွင့်ရုံးစီဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်လုပ်ငန်းညီနိုင်စီဝေးတွင်ရှမ်းပြည်နယ်စွန်းရဖွင့်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာဖြင့်တက္ကသိုလ်ဝင်စာမေး းပွဲအောင်မြင်စွာဖြည့်ဆည်းနိုင်ရင်းနှင့်ရင်းစည်းကမ်းလမ်းစည်းကမ်းများစနစ်တကျဆောင်ရွက်ပြီးရန်တောင်သားကြောင့်လူများစကြက်ချိန်တွင်လျှက်စစ်မီရရှိရေးနှင့်တာသနာရေးပွဲတော်များဘာ KTV များဖွင့်လှစ်မှုမရှိစေရေးကိုတက်ဆိုင်ရာဌာနများကဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းလုံခြုံရေးကိစ္စများတွင်လည်းစနစ်တကျရှိစေရေးအတွက်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါသည် ထို့နောက်အရှိပိုင်းတိုင်းစဌာနချုပ်တိုင်းမှုဘူချုပ်စောမင်းလက်ကလုံခြုံရေးဆိုင်ရာကိစ္စရပ်များမိလန့်မှုများမရှိစေရင်စာမေးပွဲဖြစ်စွခြင်းကာလတွင်ပွင့်လင်းတပင်များစုညံစွာမရှိစေရင်နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီးတိုင်းစဌာနချုပ်အသီးသီးမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြစ်စွနိုင်၏အတွက်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းဆွေးနွေးကြကြောင်းသိရပါသည်။ ၎င်းနာပြည်내ပညာရေးမှုကတက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာဆောင်ရွက်ချက်များဤရက်မြင့်နေဆိုရာဖွင့်ပြည်내လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးရက်မြင့်နေရတဲ့ဖွဲ့မှုတို့ကလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စီမံဆောင်ရွက်ထားရှိမှုတို့ကိုရှင်းလင်းဆွေးနွေးကြပြီးပြည်내ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှပြည်내ဦးစီးမှုကကျန်းမာရေးဆိုင်ရာစီမံဆောင်ရွက်ထားရှိမှုများနှင့်ပြည်내လျှက်စစ်တပ်အဖွဲ့မြင့်ရေးဌာနက လျှက်စစ်တန်းအားဖြန့်ဖြူးပေးမိအခြေအနေပတ်သက်၍ရှင်းလင်းဆွေးနွေးကြကြောင်းသိရပါတယ်။ ရင်းနောက်ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ်ပြည်နယ်ဝန်ကြီးချုပ်ကဖြည့်ဆက်ဆွေးနွေးရာအွန်လိုင်းပေါ်တွင်အပြတ်အမှောက်များရှိသည့်အတွက်ကြိုတင်သတင်းပေးပို့နိုင်ရန်ဆောင်ရွက်ပေးကြရန်နှင့်မိဘဆရာသမားများကအားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းဆက်သွယ်မှုစနစ်ပြတ်တောက်သွားပါကသက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များသို့အချိန်မီဆက်သွယ်ကြောင်းကြားပေးရန်ဆောင်မိတ်ဘွဲဖြည့်ဆွေးနေစဉ်တာဝန်ကျသူများကလည်းတိကျသတ်မှတ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာမြို့နယ်များတွင်လုံခြုံရေးတာဝန်များကို24နာရီချာထားပြီးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ပါသည်။ထို့နောက်တက်ရောက်လာသည့်ပြည်နယ်လူမှုရေးရာဝန်ကြီး၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ပြည်နယ်ဥပဒေချုပ်သက်ဆိုင်ရာပြည်နယ်စဉ်ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကညီကုန်းချုပ်စကားပြောကြားကြောင်းသိရှိရပါသည်။